thank uh you -huh. င်္ဂလာပါရှင်ခသစ်သတင်းဌာနကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ်မြန်မာနိုင်ငံတို့ဒီကနေ့ရောက်ရှိမဲ့ကြောင်းတင်ဆက်ပေးပါမယ်ကုလသမဂ္ဂရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ဂျူလီပီရှော်ကမြန်မာနိုင်ငံကိုအီပီလာရှင်းရက်မှာရောက်ရှိမှာဖြစ်ကြောင်းကုလသမဂ္ဂအတွင်းဝန်ထမ်းချုပ်အန်တိုနီယိုဂူတာရက်စ်ကထုတ်ပြန်ကြေညာပါတယ်သူမရဲ့ခင်စင်ကငြိမ်းချမ်းရေးနဲ့ဆွေးနွေးညှိနှိုင်းမှုတွေအတွက်ကုလသမဂ္ဂရဲ့ကတိကဝတ်တွေကိုအားပြဖို့ရည်ရွယ်ကြောင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ပီရှော်ရဲ့ခင်စင်နဲ့ပတ်သက်တဲ့ သေးစိတ်အစည်းအဝေးကိုထုတ်ပြန်ထားခြင်းမရှိသေးတော့လဲသူမအနေနဲ့ခီးစဉ်အတွင်မြန်မာစစ်ကောင်စီဖွဲ့ဝင်များနဲ့တွေ့ဆုံပွဲရှိနေပါတယ်ဘီရှော့ကကုလသမဂ္ဂအထူးကိုယ်စားလှယ်တဦးဖြစ်သလိုဩစတြေးလျအမျိုးသားတက္ကသိုလ်ရဲ့အဓိပတိအဖြစ်လည်းဆောင်ရွက်နေပါတယ်သူမကတတ်တူရင်ကုမ္ပဏီတွေမှာအကြံပေးဆောင်ရွက်နေပြီးအဲ့ဒီကုမ္ပဏီတို့ကမြန်မာနိုင်ငံမှာစီးပွားရေးလုပ်ငန်းများလုပ်ကိုင်နေတဲ့တရုတ်နိုင်ငံပိုင်ကုမ္ပဏီတွေနဲ့ဆက်စပ်နေတဲ့အတွက်၎င်းကအကျိုးစီးပွားပဋိပက္ခတွေရှိနေနိုင်တယ်လို့စွပ်စွဲချက်တွေထွက်ပေါ်နေပါတယ် နောက်ထပ်သဘုံညီနဲ့ပြင်မနာငလင်ပေးမင်းသမီးခိုင်နေဝေပြန်လည်လူဒန်းမှုမှာအမှန်တကယ်ငလင်ပေးတင်သူတွေမရရှိတာကြောင့်ဝေဖန်ထောက်ပြသူများနေတဲ့ကြောင့်တင်ဆက်ပေးပါမယ်။ပြင်မနာငလင်ပေးကြောင့်ပြိုကျပျက်စီးသွားတဲ့အိမ်နောက်စု185စုအတွက်ကျပ်4000ဝန်းကျင်လူဒန်းမာတယ်ဆိုပြီးမင်းသမီးခိုင်နေဝေကလူမှုကွန်ရက်မှာအေဘီလ9ရက်မှာတပ်ပုံညီနဲ့တူပို့စတင်ပြီးရတဲ့နောက်ပြင်မနာကငလင်ပေးတဲ့ခံရတဲ့ဒေသခံအိမ်နောက်စုတွေကလူရကိုမရခဲ့ဘူးလို့မှတ်ချက်ပြု comment တွေဝင်ရေးခဲ့ပါတယ်။အဲ့ဒီမှတ်ချက်တွေကြောင့်ခိုင်နေဝေကအဲ့ဒီ post ကို၃ချိန်ကပြင်ဆင် ်ရေးသားလုပ်ပြီးတဲ့နောက်မှာတော့သူရဲ့အကောင့်တွေပြန်ဖြုတ်သွားပါတယ်။ပြည်မနာမြို့မင်္ဂလာရက်ကွက်ကအင်ဂျီ185အိမ်အတွက်ငွေကျပ်3လလောင်ဝင်ခြင်းကိုအုပ်ချုပ်ရေးမှူးနဲ့ယာယီမှုတို့ကပေးထားတဲ့စည်ရင်းလူခဲ့တယ်လို့ဆိုပြီးရေးဆက်ချအမြပေးဝင်နေတဲ့ဓာတ်ပုံတွေနဲ့ခိုင်နှင်းဝေကတင်ခဲ့ပြီးရင်နောက်ပြန်ဖြတ်လိုက်တာပါ။ခိုင်နှင်းဝေပုဂ္ဂိုလ်ပြန်လည်မြဝေသူတအုပ်ကအဲ့ဒီရက်ကွက်အလောက်ပြိုတာလားသမီးတို့အဲ့ဒီဘရက်ကွက်ကဆိုတော့မသိလို့မေးတာပါ။ဟိုမာကြီးဆိုရင်သမီးတို့ရက်ကွက်ကအမာကြီးဆိုပြီးရေးသားထားပါတယ်။ ပြင်းမနှံ့ငလင်ပင်ပြန်လည်ထူထောင်ရေးအတွက်မြေပြင်ဖွဲ့ရင်းနဲ့ချိတ်ဆက်ပြီးထောက်ပံ့ ငွေကူညီရှာဖွေပေးနေသူပြင်မနာဒေသခံတအုပ်ဖြစ်တဲ့ကိုမျိုးမျိုးကျော်ဆိုသူကလည်းမခိုင်နေဝေထံအကြံပြုစာဆိုပြီးဝင်မမန်းတဲ့သူတွေကအကုန်မရလို့ပြောနေကြတာမဟုတ်ဘူးအမှန်တကယ်အိမ်ပြိုပျက်စီးနေသူတွေကမရပဲတခြားမဆိုင်တဲ့သူတွေကရနေလို့ဝင်ပြောတာဖြစ်ပါတယ်ဒါကို post ကိုမျိုးမျိုး add လိုက် only မိလိုက်တာလားဖြတ်လိုက်တာလားမသိဘူးမကြခဏနေတော့ပို့မရှိတော့ပါဘူးမကြပါဘူးပို့အစ်စ်ပြန်တင်လိုက်နဲ့တာဝန်ခံဖြည့်ရှင်းတာမဟုတ်ပဲရှောင်ပြေးနေတာတကယ်လည်းစည်ရင်တီချာမစီစစ်ပဲပြီးဆက်လွယ်ဘယံပနာလူမိတာဆိုရင်ဝန်ခံရမယ်တောင်းပန်ရမယ် ဲ့အလူရှင်တွေကကိုယ့်ရဲ့ချွေးနဲ့စားတဲ့ကစေတနာပြည့်နဲ့ကိုယ့်ကိုယုံကြည်ပြီးလှူတာဖြစ်တဲ့အတွက်တာဝန်ယူမှုအပြည့်ရှိရမယ်လို့ရှင်းတာထားပါတယ်။ဒါပြင်2019ခုနှစ် MIMU စင်ရပြင်မနာမျိုးပေါ်မှာရက်ကွက်ခုနှစ်ခုရှိပြီးငလင်ချောင်းရက်ကွက်တစ်ခုတည်းကအင်ဂျီ185လုံးပျက်စီးတာမရှိဘဲငလင်ချောင်းပြင်မနာရှိရက်ကွက်ပေါင်းစုံကအင်ဂျီ200ကျော်ပျက်စီးခဲ့တယ်လို့မြေပြင်ကောက်ယူထားတဲ့စည်ရင်းနေရတိရချောင်းကိုရှင်းတာဖော်ပြထားပါတယ်။သိန်းလေးလောင်ဆိုတာပြင်မနာမျိုးငယ်လေးအတွက်တကယ်များတဲ့ပမာဏပါ။အဲဒီလောက်ငွေကိုလည်း Bright တာလုံနေတဲ့ခိုင်နီးဝင်မှုလို့လူတွေကိုလှူတာပါ။ အမှန်တကယ်ပြုတ်ပြတ်တဲ့အိမ်အောင်စုတွေကိုတင်ချစီးစစ်လူရင်းသူတို့အိမ်တွေပြန်စားဖို့အတွက်အတိုင်းအတာတစ်ခုထိထောက်ပံ့လိုက်တယ်လို့ထင်ရောက်ပါတယ်။အခုဟာအများပြည်သူကယုံကြည်လို့လူထားတာကိုပြပြရောတင်ချစီမံမခန့်ခွဲပဲလူလိုက်တာမျိုးဖြစ်နေတာစေတနာတကယ်ရှိပြီးအစဉ်ပြေစီကျန်လို့လူတာမဟုတ်ပဲဓာတ်ပုံရိုက်ပြီးဆိုရှယ်မီဒီယာမှာတင်ကျင်ရုံနာမည်ကြီးရုံတသက်လုံနေတာမျိုးမလုပ်ဖို့လိုပါတယ်လို့ကိုမျိုးမျိုးကြော်ကရှိသားထားပါတယ်။မလ28ရက်ကလှုပ်ခတ်ခဲ့တဲ့အင်အားခွနဲ့တမခွနဲ့ရှင်မြင်းငလင်ဖေးအတွက်တနိုင်ငံလုံးအတိုင်းအတာနဲ့လူရန်ကြသူတွေထဲမှာမင်းသမီးခိုင်နေဝင်စီကတဆင်လူရန်ကြတဲ့ ွေများပြားတာကြောင့်အလူငွေသိန်းထောင်ပေါင်းများစွာရရှိလာပါဒါပေမဲ့ခိုင်နှင်းဝင်ရဲ့ပြန်လည်ခွဲဝေလူဒဏ်မှုကစနစ်မကျပဲစစ်ကောင်စီနဲ့လောက်ခံအုပ်ချုပ်ရေးတွေနဲ့ညွန်ကြားမှုနဲ့သာလှုပ်ဆောင်နေတဲ့အတွက်အမှန်တကယ်လို့အတင်ငလင်တန်ခံရတဲ့ဒုက္ခရောက်သူတွေစီမရောက်တာကြောင့်ဝေဖန်ထောက်ပြမှုတွေမြင့်တက်နေတာပါအခုပြည်မနာမျိုးအပါအဝင်ရှေ့မှာလူပီးခဲ့တဲ့မျိုးကန်တွေနေရာတွေကိုလူပြီးပြီမလို့ရတာတဲ့သူတွေစီကပြန်တောင်းလို့လည်းမရတော့ပါဘူးလုံးလို့ရတာကတော့ကိုနောက် ီလိုတလွဲလုံမိတာကိုတာဝန်ယူတာဝန်ခံတာနဲ့နောက်လူမဲ့နေရာတွေကြာရင်မှတ်လူကင်မြေပြင်အခြေအနေကိုအဖွဲ့တွေကိုစုံစမ်းခိုင်းပရိုက်တာဖွဲ့တွေကိုချိန်ဆက်ပြီးအများလူထားတဲ့အလူတွေကိုတရားစီမံပြီးလူပေးပါလို့အလူရှင်တွေကိုစားအကြံပြုလိုက်ရပါတယ်လို့မခန့်နေဝင်ကြီးလို့ကိုမျိုးမျိုးကျော်ကထောက်ပြရည်သားထားပါတယ်ပြီးခဲ့တဲ့ရက်ကလည်းငလင်တန်ခန်းစားသူတအုပ်ကသူတို့နေရာကိုလည်းလာကူညီပေးဖို့ခိုင်နှင်းဝေစီအကူအညီတောင်းခဲ့ပေမဲ့လူတမ်းမဲ့စီးရင်တည်းမှာ အဲ့ဒီနေရာမပါဝင်ကြောင်းခန်းနီးဝင်ကပြန်ကြောင်းစားခဲ့တာကြောင့်လူမှုကွန်ရက်မှာဝေဖန်မှုတွေများပြားခဲ့တယ်လို့သတင်းမှာဖော်ပြထားပါတယ်ရှင်။ နေပြည်တော်စေအပြအခမ်းအနားရှိစေအုပ်စုတပ်ဖွဲ့ဝင်ရှာနေချီမူရစ်တောင်စားပြီးအချင်းချင်းခိုင်ရန်ဖြစ်ပွားဒုတိယဗိုလ်မှူးကြီးအပါဝင်ဆက်ရှိဦးထိခိုက်တရားရပြီးသုံးအတန်အနည်းဆိုရင်ရတဲ့အကြောင်းတင်ဆက်ပြပါမယ်။အာနာဒိန်စကောင်ဆောင်မင်းအောင်လိုင်းဦးဆောင်ကျင်းပါမယ်နေပြည်တော်စေအပြအခမ်းအနားကိုရောက်နေတဲ့စေအုပ်စုရဲ့ကျန်းစစ်သားစစ်ကြောင်းတပ်ဖွဲ့ဝင်ရှာနေချီမူရစ်တောင်စားပြီးခိုင်ရန်ဖြစ်ပွားလို့ဒုတိယဗိုလ်မှူးကြီးအစဉ်အရာရှိပါဝင်ဆက်ရှိဦးထိခိုက်တရားရရှိပြီးသုံးအတန်အနည်းဆိုရင်ရတယ်လို့နေပြည်တော်တပ်တွင်တရင်အရင်မြစ်တွေကပြောပါတယ်။ အဆိုပါစစ်ကြောင်းဖွဲ့ဝင်တွေက၎င်းတို့ကိုထားရှင်ရနေပြီးတော့အဆောင်သုံးတဲ့အဆောင်လေးစစ်ကြောင်းအိဆောင်လိုက်အရက်တီစာတောက်စာရကစတင်ကစကားများခန့်ရန်ဖြစ်ပွားခဲ့တာလို့ဆိုပါတယ်။ကျန်စစ်သားစစ်ကြောင်းတပ်ဖွဲ့ဝင်တွေကမလာ26ရက်မနေ့ကညပိုင်း10နာရီကျော်ည7နာရီကျော်အထိတနာရီအထိအချင်းချင်းခန့်ရန်ဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။ ခိုင်ရန်ဖြစ်ပွားမှုမှာအိဆောင်နှစ်ခုကစစ်သားယာကနန်းပါဝင်ခဲ့ပြီးအုတ်ခဲနဲ့တုတ်တွေအုံပြုပင်းပြစ်ခတ်ရနိုင်ကြပါတယ်စစ်သား15ဦးကခေါင်းကွဲတံရနဲ့သွေးထွက်တန်ရုံတံရရီမစိုးရင်ရရှိခဲ့ပြီးစစ်သား3ဦးအသက်အန္တရာယ်ဆိုရင်ရ တရားရရှိခဲ့တယ်လို့စုစုပေါင်း16ဦးခန့်ထိခိုက်တရားရရှိခဲ့ပါတယ်။အဲဒီထိခိုက်တရားရရှိသူတွေထဲမှာဒုတိယပုံမကြီးအစင်ရှင်စစ်ကြောင်းတရင်မှုတအုပ်ပါအရိုက်ခံရပြီးဖူးရောက်တရားရရရှိခဲ့တယ်လို့နေပြည်တော်တပ်တွင်းသတင်းအရှင်းမြစ်တွေကဆိုပါတယ်။မလ29ရက်ဒီကနေ့မှာကျင်းပပြုလုပ်မယ်တက်မတော်နေစီပြအခမ်းအနားအတွက်နိုင်ငံတော်ကစစ်ကောင်စီတပ်ဖွဲ့ဝင်ထောင်ချီကနေပြည်တော်ရှိတဲကိုရီတုံးမှာစီရေပြအတွက်စုဝေးရရှိနေကြတာဖြစ်ပြီးအဲဒီစစ်အုပ်စုရဲ့အိတ်ဆောင်တစ်ခုမှာတပ်ဖွဲ့ဝင်အင်အား900ကနေ900ကျော်တိရှိနေတယ်လို့ဆို ပါတယ်။ခိုင်ရန်ဖြစ်ပွားခဲ့တဲ့စေအုပ်စုကျန်းစစ်သားစစ်ကြောင်းတပ်ဖွဲ့ဝင်တွေရှင်ပွဲကိုစေအုပ်စုရဲ့တပ်မတော်တမ်းမြင်လေ့ကျင့်ကြောင်းတာကာကာနှင့်တပ်ဖွဲ့ဝင်ကအင်အားအလုံးကြီးနဲ့ဝင်ရောက်ရိုင်းနှက်ဖြန့်ဖြေးခဲ့ပြီးမြဖြန့်ဖြေးလို့မနိုင်ခဲ့ဘူးလို့ဆိုပါတယ်။ဒါကြောင့်စေအုပ်စုအကြံဖတ်တပ်ဖွဲ့ဝင်လုံခြုံရေးတွေခေါ်ယူပြီးကျင်းဆက်တွေအသုံးပြုကလူစုခွဲရတဲ့အခြေအနေအထိဖြစ်ပွားခဲ့တယ်လို့တပ်တွင်းသတင်းရှင်းမြစ်တန်းဦးကပြောပါတယ်။ အနည်းဖြစ်စဉ်ဖြစ်ပေါ်ပြီးနောက်စေအုပ်စုဘုကြုံအစဉ်ရှိစီရေးပြမှုတအူလာရောက်ဆဲဆိုစုဖူသွားတယ်လို့လည်းသူကပြောပါတယ်။ပြီးခဲ့တဲ့ဖေဖော်ဝါရီလနောက်ဆုံးပတ်တုန်းကလည်းအဲ့ဒီစီရေးပြအခမ်းအနားအတွက်အကြွေးမွေးတာဝန်ယူထားတဲ့စေအုပ်စုထားဖို့တက်ကြိုးမြောက်ကြောင့်ယောဂဖြစ်ပေါ်ပြီးစစ်သား20ကျော်ယောဂကူးစက်မှုဖြစ်ပေါ်ခဲ့တယ်လို့သိရပါတယ်။ဆက်လက်ပြီးစစ်မှုထမ်းရမယ့်ပေါတူတွေကို NSIMS ကွန်ပျူတာစနစ်အတွင်းအမည်ထည့်သွင်းပြီးလေစိမ်းရေစိမ်းကားကိန်းနဲ့စစ်ဆေးရေးဂိတ်တွေမှာပြေးမလွတ်နိုင်လို့စစ်တကချင်းချောက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။အကြံ ဘတ်စစ်ကောင်စီကလူငယ်များကိုစစ်မှုထမ်းခိုင်းပုံအတွက်မဲနိုင်ခိုင်းပြီးမဲပေါက်သူတွေကိုပြည်သူစစ်မှုထမ်းကိုရေးအချက်လန်စီမံခန့်ခွဲမှုစနစ်တွင်ကိုချက်ချင်းထည့်သွင်းနေပြီးထွက်ပြေးမလွတ်မြောက်နိုင်လို့စစ်တပ်ကပြောဆိုချိန်ချောင်းလာပါတယ်။အခုရက်ပိုင်းမန္တလေးမြို့မှာပြုလုပ်တဲ့စစ်မှုထမ်းစင်ကော်ရေးမဲနိုင်ပိုင်းမှာစစ်ကောင်စီမှပုံမှုတွေကမဲနိုင်ကြမဲ့လူငယ်တွေကိုမဲပေါက်ပါကကွန်ပျူတာစနစ်အတွင်အမြင်စင်ချက်ချင်းထည့်သွင်းမှာဖြစ်ကြောင်းဒါကြောင့်လေစိမ်းရေစိမ်းကားကိန်းနဲ့စစ်စင်ကိန်းတွေမှာစစ်မှုထမ်းရမဲ့လူငယ်များစင်မှရှိနေမှာဖြစ်ပြီးထွက်ပြေးလွတ်မြောက်ဖို့မဖြစ်နိုင်လို့ပြော ုချင်းချောင်းလာကြောင်းသိရပါတယ်။မဲပေါက်တဲ့သူတွေကိုကွန်ပျူတာစနစ်ထဲကိုထည့်မယ်လို့ပြောတယ်။အဲ့ဒီစနစ်ထဲထည့်လိုက်ရင်နိုင်ငံခြားထွက်လို့မရတော့ဘူး။ပြည်ရင်းခင်းကြီးသွားရင်လည်းထောက်ခံစားလို့မယ်။ဘဲသွားသွားကွန်ပျူတာစနစ်ထဲမှာနာမည်နဲ့မပုံတင်ကိုထည့်လိုက်ရင်စစ်မှုထမ်းရမယ်သူဆိုတာပေါ်လာတယ်လို့ပြောတယ်။ဒါကြောင့်ပြေးဖို့စူးစမ်းလဲအပေါ်ပဲ။နှစ်နှစ်တောင်ဝင်ထမ်းဆောင်ပြီးရင်ပြီးသွားမှာမို့ပူပေါင်းဆောင်ရွက်ဖို့ပြောတယ်လို့မန္တလေးမှာဒေသခံတအုပ်ကပြောပါရတယ်။ စစ်ကောင်စီကပြည်သူစစ်မှုတန်းကိုရင်အချက်လက်စီမံခန့်ခွဲမှုစနစ်ကိုကွန်ပျူတာကွန်ရက်များနဲ့ချိတ်ဆက်တင်ဆောက်ထားပြီးအဲ့ဒီစနစ်မှာပြီးစီးသွားပြီဖြစ်ကြောင်းသိရပါတယ်။အလားတူမန္တလေးတိုင်းပြည်ကြီးတကွန်မြို့နယ်မွေတော်ကြည်ကုန်းရက်ကွက်မှာမနေ့ကစစ်တပ်နဲ့အုပ်ချုပ်ရေးအဖွဲ့တွေကစစ်မှုထမ်းရမယ့်လူငယ်များမဲနိုင်ပွဲကိုမလ30ရက်နေ့မနက်9:00နာရီချိန်မှာကျင်းပပြုလုပ်မှာဖြစ်ပြီးလူငယ်တိုင်းဒါမှမဟုတ်မိဘများတက်ရောက်ရမှာဖြစ်ကြောင်းပြည်သူမမတက်ရောက်ပါကစစ်မှုထမ်းဆင့်ခွန်ရေးအဖွဲ့ကိုစားစီမံဆောင်ရွက်မယ်လို့အတည်ပြုကြောင်းကြားလာကြောင်းသိရပါတယ်။မွေတော်ကြည် င်ကုန်ရက်ကွယ်အုပ်ချုပ်ရေးမှူးတင်ဆိုမှာတာတုံရောက်ရှိတာအကုံစစ်မှုမထမ်းရဘူးလွတ်တင်တူတူဖြိုးကျော်ပြူစောတီထောက်ပို့မှာလည်းညီအကိုမွေးချင်းခုနှစ်ယောက်ရှိတာအကုံလွတ်တင်ပြည်သူတွေကိုမဲနိုင်ပွဲမလာမနေရတဲ့လူမနေတဲ့အိမ်တွေလည်းစာရွက်သွားကတ်တယ်မလာရင်အိမ်ချိတ်ပိတ်မယ်ဆိုပြီးချင်းချောက်သွားတယ်အဲ့ဒီကောင်တွေအရန်ဆိုနေတာအရာတွေလဲနေတဲ့တူတောင်စစ်မှုထမ်းရမယ်ဆိုပြီးအတင်းခွန်နေတာရက်ကွက်ထဲမှာလည်းလူငယ်ကုံတလောက်ဖြစ်နေပြီလို့ငွေတော်ကြီးကုံရက်ကွက်မှာရက်ကွက်သားတအုပ်ကရှင်းပြခဲ့တယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်